ချွေးမလေးချက်တဲ့အကောင်းဆုံးဟင်းလျာ။အော်မီလာဆိုတဲ့အမျိုးသမီးဖျားကြောင်သွားပြီးဖျားရှခိုးနေခဲ့ပါရယ်။ဖျားရှခိုးပြီးတော့မုတ်ဝေတဲ့အခါမှာသူလည်းရတဲ့မုတ်အချို့လေးကိုတခါရဲစားပြစ်ခဲ့ပါရယ်။ဟဲ့အော်မီလာဘာလုပ်တာလဲနေရလဲ။မုတ်အချို့ဖုံးတော့ကြီးဝေပေးတဲ့ဥစ္စာကိုအကောင်တယောက်ထဲစားလိုက်เสียလား။နေမုတ်အချို့ကြိုက်တယ်ဆိုတာငါတို့လည်းသိပါရယ်။ဒါပေမဲ့ဟဲ့အကောင်လုံးနေတယောက်ထဲစားလိုက်တာကြီးကြတော့တခုကောင်းမဆန်လုံးဘူးလား။ အေးဟဲ့ငါလည်းအချိုအရန်ကြိုက်တာဆိုတော့အချိုတွေးပြီးဆိုရင်ကိုဟါကိုထိန်းလို့ကိုမရတော့ဘူးငါလည်းနင်တို့မေ့သွားလို့ပါအကုန်စားလိုက်မိရယ် sorry sorry ဒါဆိုရင်တော့ငါလည်းသွားလိုက်အောင်မယ်အိမ်မှာအလုပ်တွေရှိသေးလို့လေဒီအချိန်မှာသူ့ရဲ့အိမ်ကြီးချင်းကဝင်ပြောပါရီခဏထိုင်ပါအောင်ဟဲ့နင်ရလေအခုမှဖျားရှိခိုးပဲပြီးရအောင်ပြီးသွားရင်ငါတို့အတူတူအိမ်ပြန်မှာပေါ့ဟဲ့နင်တို့သားတွေကအိမ်အောင်ကြပြီးသားတွေနင်တို့မှချွေးမလေးတွေရှိရယ်လေအိမ်ပြန်သွားရင်နင်တို့ကသမင်းချက်စီရမလို့ဘူး ။သမင်းဟင်အစင်တဲ့ချက်ကျွေးမဲ့ချွေးမလေးတွေကရှိပြီးသား။ငါမှချွေးမရှိရမဟုတ်ဘူး။အိမ်ပြန်ပြီးကိုယ့်အကိုသမင်းသွားချက်ရမှာ။ပြီးတော့ငါသားလေးလည်းအလောက်ကနေပြန်လာနေတော့ပြီ။အလောက်ကလာပြီးဆိုတာနဲ့ဘိုက်စာတယ်လို့အော်နေမှလေ။အမလေးဟဲ့နေရလေဘယ်ချိန်ထိအလောက်တွေပြပြမမှန်လုံးနေအောင်မလဲ။နင်တသက်လို့မိဖို့ကြောင့်လည်းကနေထွက်ကိုမထွက်ရဘူး။အမေအလုပ်တွေပဲလုပ်နေတယ်အခုတော့အနားယူတော့လေအသက်ကကြီးနေပြီအနားယူရမယ့်အချိန်ရောက်ပြီအေးလေနေရလေ နင်ကလည်းအသက်အရွယ်တစ်ခုရောက်နေပြီနင်သားလေးကလည်းလက်ထပ်ဖို့အရွယ်ရောက်နေပြီဆိုတော့သူ့အမြန်ဆုံးလက်ထပ်ပေးလိုက်ပေါ့သူ့အတွက်ကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်အမြန်ဆုံးရှာပေးလိုက်တော့ဟဲ့နင်လည်းအနားယူအေးငါလည်းစဉ်းစားနေရပါပဲဟဲ့ကဲပြောစမ်းမအောင်နင်ကဘလို့ချွေးမလေးလိုချင်တော့လဲအမလီငါကဘလို့ချွေးမလေးလိုချင်လဲဆိုတာကိုသိချင်တယ်ပေါ့ဒါဆိုရင်နားထောင်ငါလေမဟုတ်ချိုစားတော့အရန်ကြိုက်တယ်ဆိုတော့ငါချွေးမလေးရလဲအချိုကြိုက်တဲ့ချွေးမလေးဖြစ်ရမယ်။ तू ကမဟုတ်အချိုအမျိုးမျိုးကိုလည်းလှုပ်တက်ရမယ်။ဒါမှငါအမြင်ရစားမှာ။ ဖြစ်နိုင်တော့အေးထမင်းဆိုင်ရချွေးမလေးကိုတော့ခေါ်လာခင်လိုက်ချင်တော့တယ်အင်ကိုပြန်လာတော့သူလည်းစဉ်းစားနေခဲ့ပါရဲ့ငါတက်ငယ်ချင်းနေပြောနေတဲ့စကားမှန်တော့လဲမှန်တယ်ငါသားလေးအတော်အသင့်တော်ရမင်းကလေးတယောက်အမြန်ဆုံးလိုက်ရှာရမယ်မိခင်ဖြစ်သူကလည်းသားလေးနဲ့အတူအကြောင်းတွေစကားပြောကြည့်ပါရဲ့အမေကလည်းသားအသက်ကဘလောက်ထိကြီးသေးလို့လက်ထပ်ခိုင်းနေရတာလဲလက်မထက်ချင်သေးဘူးဟဲ့နေကနိုးစိုးရွယ်ကလေးလေးမဟုတ်တော့ဘူးနေကအရွယ်တစ်ခုရောက်နေတဲ့ယောက်ျားတယောက်ဖြစ်နေပြီလက်ထပ်တော့ အခုလက်မထပ်ဘူးဆိုလို့ရှင်ဘယ်အချိန်လက်ထပ်မှာလဲထိတ်ပြောင်ပြီးသွားရဲကျိုးသွားရဲအရွယ်ကြတော့မှနေလက်ထပ်မှာလားအေးပါလှုပ်လှုပ်ကြိုက်တာလို့ငါနဲ့ကဘာမှထပ်ပြီးတော့မပြောချင်တော့ဘူးနင်းဘွားနင်းသဘောစနာနဲ့နင်းပဲဒါပေမဲ့နင်းလက်ထပ်တဲ့အချိန်အထိငါရှိမှမဟုတ်တော့ဘူးတိလားဟာအမေကလည်းဒရာမာတွေဆောက်လာပြန်ပြီလားကောင်းပြီအမေရေအမေအလောက်တောင်လက်ထပ်ဆက်ကျင်နေရဲဆိုရင်တော့ရှာရှာကျွန်တော်အတွက်မိမတယောက်ရှာပြီးတော့လက်ထပ်မယ်ဗျာလက်ထပ်မယ်ဟုတ်ပြီလားစိတ်ချမ်းသာပြီလားတောင်းရည်ဒီစကားကိုကြားရတဲ့မိခင်ဖြစ်သူဝမ်းသာပျော်ရွှင်သွားပါရဲ့ ဒီလိုနဲ့တောင်ဖြစ်သူအတွက်သရိုသမီလောင်းလိုက်ရှာပါတော့တယ်။တရမှာတော့သူလဲဈေးသွားနေရင်လည်းအနုရှကာဆိုတဲ့မိန်းကလေးတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။အကိုရေမုတ်ချိုလုံးမလို့လိုအပ်တဲ့ပစ္စည်းတွေတစ်ခါတည်းထည့်ပေးလိုက်တော့အိမ်မှာလှုပ်ရှားတဲ့မုတ်ချိုတွေကတအားကိုအရသာရှိရာကျမတော့အိမ်မှာကိုယ်တိုင်လှုပ်ရှားရတာကိုအယမ်းကြိုက်တယ်လေ။ဒီစကားကိုကြောက်ကြရတဲ့အခါမှာအမျိုးသမီးကြီးကလည်းနားထောင်နေခဲ့ပါတယ်။ဒီမိန်းကလေးကငါ့အိမ်ကချွေးမလေးဖြစ်ဖို့အတွက်တင့်တော်တယ်။ကြည့်ပါဦးသူကမုတ်ချိုတွေအများကြီးလှုပ်တဲ့ပုံစံမယ်။ မျိုးသမီးကလည်း main clean out ကိုလိုက်သွားခဲ့ပြီးသူမဗမာနေရလဲဆိုတော့ကိုကိုရိုင်းပဲသွားဆောင်ဆန်းခဲ့ပါတယ်။ရှန်အနေငယ်လောက်ဆောင်ဆိုင်ပြီးနောက်မှာတော့သူကလည်းကောင်မလေးမှာကောင်မလေးကိုသွားတောင်းရန်ဖို့အတွက်စကားသွားလှမ်းကြောင်းပါတယ်။ကောင်လေးကလည်း main clean ကိုတွေ့ရနဲ့အားအသင့်သွားခဲ့ပါတယ်။မင်းဟဲနီခဏနေပါဦးနင်တို့ကအချင်းချင်းတယောက်ကိုတယောက်တိနေကြတာလား။ဟုတ်တယ်အမေကျွန်တော်တို့တယောက်ကိုတယောက်တီးကြတယ်။ကျောင်းအတူတူတက်ခဲ့ကြတာပါ။ကြည့်ပါအခုကျမတို့ကလက်ထပ်ကြရတော့မယ်။ဒီစကားကိုကြားရတဲ့ကောင်လေးကလည်းပြုံးနေခဲ့ပါရဲ့ အမှန်တကယ်မှာတော့သူကလည်းအနုရှကကိုပထမကလေးကသဘောကျနေခဲ့ရပါ။သူလည်းအခွင့်အရေးမရတာနဲ့တကားမပြောခဲ့ရတာပါ။အခုဆိုရင်တငယ်ချင်းတွေကနေပြီးတော့ဘွားလက်တွဲပေါ်အထိခရီးကိုဆက်ရတော့မှာပါ။ရှက်အနေငယ်အတွင်မှာပဲမင်္ဂလာဆောင်အထွက်လိုအပ်တဲ့အပြင်စင်တွေအားလုံးကိုပြင်ဆင်ကြပါရစေ။ဒီမှာမောက်တွေကိုတေးချလုံးတော့ဆွေမျိုးတွေအများကြီးလာကြမှာသူတို့ရှိမှငါတို့အရှက်ကွဲသွားလို့လုံးဝမဖြစ်ဘူး။ငါမှသားလေးတယောက်ပဲရှိတာ။သူမင်္ဂလာဆောင်မှာအရာအားလုံး perfect ဖြစ်နေစေခြင်းနဲ့စိတ်ပူမနေပါနဲ့အမေကြီးရဲ့ ဟော်မီလာအသားဖြစ်သူကိုကြီးကျက်ခနာစွာနဲ့လက်ထပ်ပေးလိုက်ပါတယ်။ချွေးမလေးကလည်းလက်ထပ်ပြီးနောက်မှာတော့ရခမရင်ကိုရောက်ရှိလာခဲ့ပါတယ်။ချွေးမလေးရောက်လာပြီးဆိုတော့တုံကအလုပ်တွေအများကြီးခိုင်းရမယ်။မောအချို့တွေလည်းတစ်မျိုးပြီးတစ်မျိုးလောက်ခိုင်းမယ်။ပထမဦးဆုံးမိဖို့ကြောင့်လည်းဝယ်နေနေကြလို့ရှိရင်တော့လေတုံကမောအချို့၄၅၆မျိုးလောက်တော့အနည်းဆုံးလောက်ခိုင်းရမယ်။ငါပထမတွေကမောအချို့အရန်ကြိုက်လို့တို့ရွေးချယ်ခဲ့ရပါပဲလေ။တုံကအတော်မောချို့လေးတွေအများကြီးလောက်ပေးရမှာပေါ့။ဒါပေမဲ့ နောက်လည်းမနက်မိုးလင်းသွားခဲ့တဲ့ခါမှာတော့သူမစဉ်းစားထားတာနဲ့တလွဲရည်ကြီးပဲဖြစ်နေခဲ့ပါတယ်။အမလေးဟဲ့ဒါပါကြည့်လေနင်ပါရီလောက်ထားတာလေဒါကိုဟလဝါလို့ခေါ်လို့ရသေးလားအငံမောက်ကြီးလားဒီထဲမှာဘာအရာဒါမှကိုမရှိဘူး sorry ပါမေရဲ့ကျမလည်းတကြားနဲ့စားနဲ့မှားပြီးတော့ထည့်မိသွားတာဒါဆိုရင်နေရမဟုတ်ချို့လေးဘာလို့ရောမလုပ်တတ်ဘူးလို့ပြောချင်တာလားဟင်းမဟုတ်ပါဘူးဒါနဲ့ဟိုနေရတော့ကကြတော့နေကုံဆုံဆိုင်မှာမဟုတ်ချို့အတွက်လို့အတက်ပစ္စည်းတွေဝယ်နေရလေဩအဲ့ဒါလား အဲ့ဒါကျမလုပ်ဖို့အတွက်ဝယ်တာမဟုတ်ဘူးလေရောင်းမဝယ်ခဲ့ပါလို့ခိုင်းလို့တော့ဝယ်ပေးတာအိမ်မှာသူပဲဒါရီအားလုံးကိုလုပ်နေကြကျမတော့မလုပ်ပါဘူးอืมကျမဒါရီလုပ်လည်းမလုပ်တော့ဒုက္ခပဲနေရဒါလေးရောမလုပ်တော့ဘူးလားမလုပ်တော့ဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးငါတင်ပေးမယ်မဟုတ်ချို့တွေကိုဘယ်လိုလုပ်ရလဲဆိုတာကိုတိတ်တကြလိုက်ပြီးတော့တင်ယူကြလာနောက်ထပ်နှစ်ရက်သုံးရက်လောက်နေလို့ရှိရင်တော့အိမ်မှာပါတီပွဲတစ်ခုကျင်းပဖို့အတွက်ရှိတယ်ငါရဲ့ဖခင်ကြောင့်ကတငယ်ချင်းတွေအကုန်လုံးကိုလည်းငါအယုတ်ခေါ်ထားသေးတယ် ပြီးတော့ငါရဲ့ချွေမအစ်တလေးကမဟုတ်ချိုရအများကြီးလှုပ်တတ်တယ်။သူ့ရဲ့ဟင်းချက်လိုက်ရကိုလာမြည်ဆိုပြီးတော့ခေါ်ထားတာဟဲ့။ငါအရှက်ကွဲကုန်လိမ့်မယ်နော်။အခုလောလောဆယ်တော့ငါတို့စားဖို့အတွက်သွားပြင်စင်အောင်ပလာတာလေးပါလေးလုပ်ခဲ့။ပြီးသွားတဲ့အခါကျရင်တော့မဟုတ်ချိုရဘလို့လှုပ်ရလဲဆိုတော့ငါသေချာတင်ပေးမယ်။ဟုတ်ကဲ့ဟုတ်ကဲ့ပါမေ။နောက်လျှောက်ဆောက်ပြီးရခမဖြစ်သူကိုရိုင်းကပဲချွေမလေးကိုမဟုတ်ချိုရဘလို့လှုပ်ရလဲဆိုတာတင်ပေးပါတော့တယ်။ကဲကျော့ချွေမလေးရေတခုချင်းစီငါတင်ပေးမယ်။နင်းတတိချာလိုက်လှုပ်ကြလား။ဒီပေမုတ်တွေကိုတတိချာအနယ်လိုက်အောင် ဘလို့နေရတာလဲအမေကျမဒါရီတခါမှလှုပ်လည်းမလှုပ်ဘူးဘူးနေလည်းမနေဘူးဘူးကဲလှုပ်ပြမယ်လှုပ်ပြမယ်ရှော့ခိုးထဲမှာအရင်ဆုံးပူသွားအောင်ထားလိုက်ပြီးသွားတဲ့အခါကျရင်ထောပတ်ထက်ပဲမောက်တွေထည့်ပြီးသွားတဲ့အခါကျလို့ရှင်တော့တကြားထက်ထက်ဒီထဲမှာတတိကျောက်တွေထက်ပြီးတော့ထည့်လို့ရသေးတယ်အေးအေးခံပြီးသွားပြီးဆိုလို့ရှင်တော့လုံးလိုက်တော့ဒါဆိုရင်ဘလို့လုံးရမှာလဲဆိုတော့ကိုလည်းအမေပြပေးအောင်လေကျမလုံးတိုင်းအမြဲတမ်းကွဲကွဲသွားတယ်ဒီလိုမျိုးဖွဖွလေးလုံးရတယ်နောက်ထပ်မဟုတ်ချို့ရင်းများကြီးလုံနေတင်ပေးစရာရှိသေးတယ်တိလား တီဟိုစီကိုအဓိကထားပြီးလောက်ရတဲ့မဟုတ်အချို့တမျိုးကိုလည်းငါတင်ပေးမယ်။ဒါနဲ့အမေတီဟိုစီကိုဘယ်လိုမျိုးလောက်ရမှာလဲတဲတဲလေးတွေလှီးရမှာလားဟဲ့အယူမိုင်းမဟုတ်ပါဘူးဟဲ့။ဒါဆိုရင်ဘယ်လိုလောက်ရမှာလဲအမေအမေပဲကျမကိုရှင်းပြလိုက်အောင်ဒီလိုနဲ့ချွေးမလေးကိုတင်ပေးနေရင်ရောက်ခမဖြစ်သူကိုယ်တိုင်ကပဲမဟုတ်တွေအားလုံးကိုလောက်ခဲ့ရပါရဲ့။ကဲလောက်လုပ်ပေးသွားပြီမဟုတ်အချို့တွေကတော့အများကြီးပဲ။ငါပထမရက်ကပြောခဲ့တာပဲချွေးမလေးလောက်ထားတဲ့မဟုတ်အချို့တွေကငါအရန်ကိုစားကြည့်ချင်းခဲ့ရပါဆိုနေမှာငါမဟုတ်အချို့တအားကိုကြိုက်တာဟိ အရာတောင်ထွေးမဆိုရင်တော့မပဲငါကမုတ်အချိုကောင်းကောင်းလောက်တတ်တဲ့ထွေးမကိုပဲထွေးမတော်မယ်ဆိုပြီးတော့စဉ်းစားထားတာဒီလိုနဲ့နောက်ဆုံးမှာတော့တငယ်ချင်းတွေကိုဖိတ်ထားတဲ့နေ့ကိုရောက်ရှိလို့လာခဲ့ပါတယ်။ Formula ရဲ့တငယ်ချင်းတွေအကုန်လုံးကလည်းအင်္ဂလာလဲကြပါတယ်။ Anushka ကတော့ရခိုင်မရဲ့တငယ်ချင်းတွေအကုန်လုံးကိုကောင်းကောင်းအဲဝတ်ကြည်ပြွန်စွာအခမ်းခဲ့ပါတယ်။အမလီနဲ့ထွေးမလေးကတကယ်အရန်ချော်ရယ်အသားကလည်းဖြိုးရယ်ရုပ်ကလည်းချော်ရယ်ချစ်စရာလေးပဲ။မသိရင်လာမင်းလေးကြနေရောပဲ။အမလီငါကိုယ်တိုင်ရွေးလာခဲ့တာလေချော်တာပေါ့။ကဲကဲကဲစား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 ကြ။ ဒါရီအားလုံးကချွေးမလေးကိုရိုင်းပဲလောက်ထားတာစားကြနော်။ဒါရီစားပြီးသွားတဲ့အခါကျလို့ရှင်တော့အချို့တဲပုံမဟုတ်အချို့တွေအများကြီးပြင်ဆင်ထားသေးတယ်။နင်တို့အားလုံးကိုချွေးမယ်သီလား။ဒါဆိုရင်အမှန်တကယ်ပဲနင်ကနင်လိုချင်တဲ့ချွေးမလေးကိုရှာလာခဲ့တယ်ပေါ့လေ။နင်တကယ်ပဲမဟုတ်အချို့တွေအများကြီးလောက်တဲ့ချွေးမလေးကိုရှာတွေ့သွားတာလား။အမလီရဲ့အကန်ကောင်းလိုက်တာ။ဟေးလေဒါပေါ့ရှာလာခဲ့တာပေါ့။ငါပြောခဲ့တာပဲ။မဟုတ်အချို့တွေအများကြီးလောက်တဲ့ချွေးမကိုပဲရအောင်ရှာလာခဲ့မယ်ဆိုတဲ့အတိုင်းပဲငါရအောင်ရှာတာလေ။ ငါမဟုတ်ချိုအရန်ကြိုက်တာဆိုတော့ချွေးမရလို့ရှင်လည်းမဟုတ်ချိုရိအများကြီးစားတတ်တဲ့အများကြီးလောက်တတ်တဲ့ချွေးမမျိုးကိုမှငါချွေးမတော်ချင်တာအမျိုးသမီးတွေအကုန်လုံးကလည်းပါတီပွဲမှာပျော်ရွှင်စွာနဲ့စားတော့ကြပါရဲ့ဒီနောက်မှာတော့အားလုံးစားတော့ဖို့အတွက်မဟုတ်ချိုရိကိုယူလာခဲ့ပေးလိုက်ပါရဲ့စားပြီးသွားတာနဲ့အရသာရှိလို့နဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးတွေကလည်းချီချိုးခဲ့ကြပါရဲ့ဟဲ့တကယ်ကောင်းနေဟဲ့မဟုတ်ချိုရိကအရသာရှိလိုက်တာနေ့ချွေးမတကယ်တော်တာပဲအေးဟုတ်တယ်ငါပြောတာပဲနင်တို့ကလည်းစားပြီးမှရုံလာလား ငါချွေးမပဲလေးဟဲ့ငါချွေးမကိုယ်တိုင်လှုပ်ထားပေးတယ်မဟုတ်တွေပေါ့ငါဒီလိုချွေးမမျိုးရအောင်ရှာလာခဲ့ရဒါရီအားလုံးငါကြိုက်လို့ငါ့ရဲ့ချွေးမလေးကိုယ်တိုင်ကပဲလှုပ်ထားပေးရသူရဲ့စကားတော့မဆုံးသေးပါဘူးချွေးမလေးကထပြောလိုက်ပါရီဒါရီအားလုံးကိုကျမရဲ့ခမကိုယ်တိုင်ပဲလှုပ်ထားတာလေဒါနဲ့အမေအမေမင်းအနေနဲ့တွေ့ပါတယ်ကျမတခုပြောပြရအောင်မေဒါရီအကောင်လုံးကိုကျမလှုပ်ထားမှာမဟုတ်တာအမေကိုယ်တိုင်ပဲလှုပ်ထားတာလေကျမမမလှုပ်တတ်တာအမေကကျမကိုတင်ပေးတယ်လို့နဲ့ဒါရီအကောင်လုံးကိုအမေကြီးပဲလှုပ်သွားရတာကျမတခုမှလှုပ်တာမလှုပ်ရဘူး တဲ့တဲ့ချာချာလေးပြန်ပြီးတော့စဉ်းစားကြည့်ပါဦး။ကျမဟိုအမလုတ်တက်ဖို့ဒီဟာမလုတ်တက်ဖို့ပြောတာနဲ့အမေကိုယ်တိုင်ပဲကျမတင်ပေးနေလောက်ထားတာလေ။ဖော်မီလာကလည်းပြန်ပြီးတော့တတိယသွားခဲ့ပါရီ။သူလည်းအခုမှပဲသူ့ကိုယ်တိုင်ဒါရီအားလုံးကိုလောက်ထားရဲဆိုတော့ကိုတတိယပြီးနှစ်ဖူးချိုးနေခဲ့ပါတော့တယ်။အေးဟဲဒါရီအကုန်လုံးငါကိုယ်တိုင်ပဲလောက်ထားတာ။ငါချွေးမလေးဘာမှလည်းမလုတ်တက်ဘူးလားမသိ။သူကတော့တကယ်တော်လေးလဲတော့လဲတာပဲ။ငါ့အောင်ပြန်ခိုင်းသွားသေးတယ်။ သူကလေငါ့ကိုလလဲဝယ်နဲ့ပဲအလုပ်တွေအကုန်လုံးညတာပါတီနဲ့ခိုင်းသွားတာတိလားငါကမသိပဲနဲ့သူ့ကိုတင်ပေးနေရဲ့ဆိုပြီးတော့ဒါရီအားလုံးကိုလုတ်ခဲရတယ်အခုနင်တို့စားနေမုတ်တွေအကုန်လုံးငါပဲလုတ်ထားတာပါဟဲ့စားကြစားကြအဲ့ဒါကြောင့်ပြောတာပေါ့ကျမရောက်ခမအရင်အောင်တော်တာပါဆိုနေမှဘလောက်ရောက်တာရှိရဲ့မုတ်ချိုတွေအများကြီးကိုအမေကလုတ်တတ်တယ်လေပြီးတော့အားလုံးကိုအမေကိုရိုင်းပဲမုတ်ချိုတွေလုတ်ပြီးတော့ကျွေးနေရပြောဆိုပြီးနောက်မှာတော့ချိန်မလေးကလည်းရှိမောင်းနေခဲ့ပါတယ်ရောက်ခမဖြစ်တော့ကအခုမှပဲသဘောပေါက်နားလေသွားပါတယ် သူကလည်းနားလဲသွားတဲ့အချိန်မှာတော့ရှိတာကိုမရနိုင်ပဲရီမောနေခဲ့မိပါတယ်။တငယ်ချင်းဖြစ်သူတွေကတော့ကြည့်ပြီးဘာလို့ရမလဲအောင်နားမလဲတော့ပါဘူး။ရှိရမလား၊ထပြန်သွားရမလား။ချွေမနဲ့ရခမကြားထဲမှာသူတို့လည်းပြန်များကုန်ကြပါရဲ့။ဒီလိုနဲ့အားလုံးကရီမောနေခဲ့ကြပါရဲ့။အမှန်တိုင်းပြောရမယ်ဆိုရင်ရခမဖြစ်သူလောက်ထားတဲ့မုတ်တွေကအရင်အရသာရှိလို့နဲ့အတွက်ကြောင့်မလို့ချွေမလေးကလည်းတကယ်ကိုကြိုက်နှစ်တက်နေခဲ့ရပါ။ဒါကြောင့်သူမလည်းနောက်ပိုင်းမှာတော့ရခမဖြစ်သူစီကနေမုန်းလုံးလေးတွေအများကြီးကိုတင်ရှုခဲ့ပါတယ်။နောက်ဆုံးတော့ငါချွေးမလေးမုန်းလုံးတက်သွားပြီ တွေ့ရမလားငါတော်ရမလားငါဖြစ်ချင်တာကိုရအောင်လုပ်ပေးတတ်ပါတယ်ဆိုနေမှာပဲဒီလိုနဲ့ပြောရွှေစောပြီးဆောင်သွားခဲ့ပါပြီ